အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လည်ပြောပြပေးသွားမှာကတော့မနေ့တုန်းကထိုင်းနိုင်ငံပါကျင်ဘူးလီမြို့မှာရှိတဲ့ပင်နံဦးဆိုင်ခင်ထဲမှာလက်နှစ်ဖက်ကိုကျိုးတုပ်ပြီးခန္ဓာကိုယ်မှာအထိုးခံထားရတဲ့ဓာတ်တန်ရာပေါင်းအချက်20နဲ့လက်လှီးအသက်ခံထားရတဲ့မြမအမျိုးသားတအူးရဲ့အလောင်းကိုတွေ့ရှိခဲ့တဲ့ဆိုတဲ့ထိုင်းနမည်ကြီးတရင်ကိုကျွန်တော်ပြန်လည်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့ဆယ်လပိုင်24ရက်နေ့မနေ့တုန်းကထိုင်းတည်င်းနေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံပါကျင်ဘူးလီမြို့မှာရှိတဲ့ပင်နံဦးဆိုင်ခင်တစ်ခုမှာ အမည်မသိအမျိုးသားတအုပ်ရဲ့အလောင်းကိုတွေ့ရှိခဲ့တာကြောင့်တပ်ဆိုင်ရာမှအလောင်းတွေ့ရှိခဲ့တဲ့နေရာကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။ထိုင်းရဲတွေပြောတာကတော့တေဆုံသူဟာလွန်ခဲ့တဲ့၃ရက်လောက်ကတေဆုံနေတာဖြစ်ပြီးအလောင်းဟာဆိုရင်ပုတ်ပွားနေခဲ့တာကြောင့်အနံ့ဇူတွေလည်းထွက်နေခဲ့ပါတယ်။နောက်ပြီးအလောင်းရဲ့အနေထားဟာလက်နှစ်ဖက်ကိုကျိုးတုပ်ခံထားရပြီးကြောကုန်းမှဆိုရင်လည်းဓာတ်နဲ့အထိုးခံထားရတဲ့ဒဏ်ရာပေါင်းအချက်၂၀ရှိပါတယ်။နောက်ပြီးတေဆုံသူရဲ့လက်ဘင်းမှာတော်တော်လေးကိုနှက်တဲ့ပြက်ရှားဒဏ်ရာတစ်ခုကိုလည်းတွေ့ရှိရပါတယ်။နောက်ပြီးထိုင်းရဲတွေပြောတာကတော့ကျူးလွန်ခဲ့တဲ့တရက် ခံဟာရညှိုးကြီးစွာနဲ့ရရဆက်ဆက်တက်ဖြတ်ခဲ့တာဖြစ်တယ်လို့ထိုင်းရဲတွေမှပြောပါဗါတယ်။အဒီနောက်မှာတော့အသက်ခံထားရတဲ့အမျိုးသားတဦးရဲ့အလောင်းကိုတွေ့ရှိခဲ့တဲ့ဆိုတဲ့သတင်းကိုကြားတဲ့တေဆုံသူရဲ့မိန်းမဖြစ်သူဟာအခင်းဖြစ်ခဲ့တဲ့နေရာကိုရောက်ရှိလာပြီးဒီအလောင်းဟာအသက်22နှစ်အရွယ်နိုင်ဦးဆိုတဲ့သူမရောက်ကြဖြစ်သူရဲ့အလောင်းဖြစ်တယ်လို့မြန်မာအမျိုးသမီးမှပြောပါဗါတယ်။နောက်ပြီးထိုအမျိုးသမီးပြောတာကသူမရောက်ကြဟာပြီးခဲ့တဲ့22ရက်နေ့ကတည်းကသူ့ရဲ့တငယ်ချင်းကိုဆိုသူနဲ့အတူအိမ်ငါးနေပျောက်သွားခဲ့ပြီးအလောင်းမတွေ့ခင်အရင်မှာကိုဆိုသူဟာ ူမကိုဖုန်ဆက်လာပြီးပြောတယ်။ငါကိုဘန်းငွေ9000ရှာပြီးလာပေး။မဟုတ်ရင်နေ့ရောက်ကြကိုတက်ပြင်းမယ်ဆိုပြီးသူမကိုဖုန်ဆက်လာတယ်။အဲအချိန်မှာသူမလည်းအတော်လေးကိုတုံလှောက်ခါယောက်ျားကိုစိတ်ပူသွားပြီးကိုဆိုသူတောင်းထားတဲ့ပတ်စံပေးဖို့အတွက်သွားရှာခဲ့တယ်။ ရှာတဲ့အခါမှာလည်းဘန်းကွေတတောင်းပဲရတာကြောင့်အပစံတတောင်းကိုအရင်ယူထားအောင်ဆိုပြီးကိုဆိုသူကိုပို့ပေးခဲ့တယ်။အဲ့ဒီနောက်မှာသူကိုအဆက်အသွယ်လုပ်လို့မရတော့ဘူး။အဲ့ဒီနေ့ကလေးကသူမရောက်ကြလဲပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့အသက်ခံငယ်ရတဲ့22နှစ်အရွယ်မြမအမျိုးသားရဲ့မိန်းမဖြစ်သူမှပြောပြပါဗါး။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကကိုဆိုသူကိုအပူတပြင်းလိုက်ရှာနေပြီးအခုချိန်အထိတော့ဖမ်းမမိသေးဘူးလို့ထိုင်းတပ်င်းတွေမှပြောပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုပြန်လဲပြောပြပြီးသွားတာကတော့တေဆုံးသူနဲ့ကျူးလွန်သူရဲ့နာမည်ဟာထိုင်းတပ်င်းမှပြောတဲ့အတိုင်းကို ပြန်လည်ပြောပြပေးသွားတာဖြစ်ပြီးနောက်ဆက်သွယ်တည်င်းရရှိတဲ့ဆိုရင်တော့ပြန်လည်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်။